အမမေဘာရခဲ့လဲဇေကပြန်လန်းတွင်မျက်ဆောင်တို့အိမ်မှဒေါ်စိန်အင်းနင်းတွေ့သည်ရင်မုန်းချင်ရွက်နှင်းချင်မောင်ရွက်စည်းတို့ကိုအောက်ဖက်ကိုပို့ပြီးပဇွန်ကြားကိုမြင်သာထင်သာအပေါ်ပြောင်းထဲခဲ့မိသည့်အတွက်ဒေါ်လာမီချိန်နဲ့သွားသည်ဒေါ်စိန်အင်းမျက်လုံးကချင်အောင်နဲ့လန်းကြည့်လိုက်သည်ကိုမြင်တော့ပူချိန်နဲ့သွားသည်တဆယ်ရာ6ကျက်ဆိုတာလူတိုင်းစားနိုင်တာမှတ်လို့ မမမီတို့ကစနေနေ့သားတွေချေးမတွေလာတက်လို့ဟင်းကောင်းချက်ကျွေးတော့မယ်ထင်တယ်။ဒေါ်စင်ကြီးစကားကိုကြားတော့ဂျင်းနဲ့စိတ်နဲ့ဝင်းမီးနေတော့ဒေါ်လာမီဤမျက်လုံးစုံပြီးရုပ်ကနေပြုတ်ထွက်လာသည်။ဟုတ်တာပဲဒီနေ့စနေနေ့အဖေကြီးကရုံသမားမဟုတ်တော့လို့ငါမိနေတာဒီလိုဆိုပဇွန်စိတ်သားလာဝင်မိရင်ကောင်းတာ။ဒေါ်လာမီကအတွေ့ပြီးစိတ်မကောင်းဖြစ်မိသွားသည်။ သူတို့မှာကအဖိုးကြီးအဖွာကြီးနှစ်ဦးတည်းတင်ဆက်လာကြလေးနဲ့ချစ်ချစ်ချုံချုံနေရတော့လဲသားတွေလာရင်မရှိရှိတာလေးတွေထုတ်ပြီးကောင်းလို့ရရလေးတွေတော့ချက်ကျွေးခြင်းပြီးအမေလက်ရာကိုအပါတရာထိုင်စားနေတော့သားဤမျက်နှာကိုကြည့်ပြီးကြည်နူးခြင်းသားသားသုံးစလုံးကိုသူတို့ပညာအပြည့်တင်ပေးခဲ့ပြီးဖြစ်၍တင်းတင်းသောလောက်ကိုင်းတင်းတင်းသောဝင်ငွေနဲ့အတင်းတင်းချောင်းလဲကြလေသည် တို့ဟာတို့စားနိုင်တောက်နိုင်နေရင်ဝမ်းသာရတာပါပဲတို့ကိုပြန်ထောက်ဖို့မလိုပါဘူးအဖေကြီးဦးအောင်မြက်ကပြောတတိဒေါ်လာမင်ကတော့အမေမို့လားမသိတားရီမီးတွေဘာကျွေးရပါမလဲဘာပေးရပါမလဲနဲ့စဉ်းစားတတိတားရီစီကပြန်ပြီးမျောလင်းဒီကတော့အမှန်ပင်အင်းတားသုံးယောက်တယောက်ကို90ထောက်ရင်တော့သုံးယောက်ဆိုတော့150 ဒါဆိုရင်ကုသိုလ်ကောင်းမှုလေးပါလေပြုနိုင်လူနိုင်တန်းနိုင်မှာပေါ်ဟုတွေးမိသည်သို့တော့သားတွေချီမတွေကလည်းအဖိုးကြီးအဖွာကြီးနှစ်ယောက်တည်းပင်စင်လာစာနဲ့အေးအေးဆေးဆေးစားနိုင်လေဟုယူဆ၍လာဒါမှမဟုတ်မတိကျညာဆောင်ကြတီလာတော့အသေးချာမသိ90မပြောနဲ့အစိပ်ပင်မထောက်ပံ့ကြချေအိမ်လာလျင်တည့်တီလေးအစကိတ်မုံလေးအစဝေချမ်းလာတတ်ကြသည်ဒါအပြင်တပြားမှာတော့မထွက်လား သူကစိတ်သေးကားတာမျှော်မိတော့လေနှုတ်ကတော့ထုတ်မပြောတော့ဘူး။ဟိုတခါတော့ကနှုတ်ကထုတ်ပြောမိတော့ကတော့အိမ်ကအဖေကြီးနဲ့စကားများရသည်။အဖေကြီးကပြက်သည်။သားတွေကိုလုံးဝအာမကိုလိုချင်မျက်စိလည်းမရှိ။ရာကောင်းစေဟူ၍လေတပုံမထ စောစောထလန်းလျှောက်နေကင်းတရားထိုင်တရားစာအုပ်ဖက်တခါတရံလဲအပေါင်းတင်းများနဲ့တရားဆွေးနွေးညရောက်လျင်ဖျားစင်ရှိနိုင်တရားထိုင်ထို့နောက်ဖျားရှိခိုးအမြဝေပြီးချမ်းသာစွာအိတ်ဆက်လေးတည်